အားလုံးပဲမင်္ဂလာပါရှင် ရောပရိသ channel မှာကြိုဆိုလိုက်ပါတယ်ဆရာတော်အရှင်စန္ဒာဒီကရွှေပါရမီတော်ရရဲ့ငြိမ်းအေးသောဘဝပိုင်ရှင်ဆိုတဲ့စောင်းလေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ငြိမ်းအေးသောဘဝပိုင်ရှင် အပိုင်း၈မဆန့်ကျင်ပါနဲ့ဆန့်ရင်ကျင်သွားလိမ့်မယ်ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ဖို့အတွက် နောက်ရည်သွေးတစ်ခုကတော့တတ်မှတ်မှုကိုအရင်ခံတဲ့ဆန့်ကျင်မှုမရှိခြင်း ို့မဟုတ်တတ်မှတ်မှုကြောင့်စန့်ကျင်မှုမဖြစ်ခြင်းဆိုတဲ့ရည်သွေးပါပဲစန့်ကျင်တယ်ဆိုတာစိတ်တူတာစိတ်ဆိုးတာစိတ်ညစ်တာ စိတ်ပြတ်တာရံညိုးဖွဲတာကလေသာခြေတာတွေကို ပြောတာပါအတူချုပ်ကတော့စန့်ကျင်တယ်ဆိုတာဒေါသဖြစ်တာပါပဲဒေါသရဲ့သဘောလက္ခဏာအလုံးကိုစန့်ကျင်တယ်လို့ခေါ်ပါတယ်ဝမ်းနေတာ လွမ်းဆွေးတာတွေလည်းအပါအဝင်ပေါ့စန့်ကျင်ခြင်းက မုန်းလို့စန့်ကျင်ခြင်းနဲ့ ချစ်လို့စန့်ကျင်ခြင်းလို့နှမျိုးရှိပါတယ်။တနည်းအားဖြင့်ပြောရရင်တော့မကြိုက်စိတ်ကြောင့်စန့်ကျင်ခြင်းနဲ့ကြိုက်စိတ်ကြောင့်စန့်ကျင်ခြင်းပေါ့။မမြင်ကျင်လို့မြင်ရလို့စိတ်တူတာ။မကြားကျင်တာကြားရလို့စိတ်ဆိုးတာ။မနှမ်းကျင်တာနမ်းရလို့စိတ်ညစ်တာ။မစားကျင်တာစားရလို့စိတ်ပြတ်တာ။မထီတွေ့ကျင်တာထီတွေ့ရလို့စိတ်ပောက်ကွဲတာ။မတွေးကျင်တာတွေးရလို့စိတ်ဖောက်ပြန်တာ။ဒါတွေအားလုံးဟာ မုံလို့စန့်ကျင်ခြင်းတွေပါပဲမကြိုက်စိတ်ကြောင့်စန့်ကျင်ခြင်းတွေပါပဲမုံလို့စန့်ကျင်တာမကြိုက်လို့စန့်ကျင်တာကတော့သိပ်မစမ်းပါဘူးဒေါသစိတ်ကိုယ်တိုင်ကိုကစန့်ကျင်ဘက်စိတ်ဖြစ်နေတာမို့ကိုမကြိုက်တဲ့အာယုံ ကိုမကြိုက်တဲ့ပုံကိုယ်နဲ့တွေ့ရင်စန့်ကျင်မှာတဘာဝပါပဲကိုမကြိုက်တဲ့အာယုံနဲ့တွေ့ရင်စန့်ကျင်မယ်စိတ်ညစ်မယ်ကိုမကြိုက်တဲ့ပုံကိုယ်နဲ့တွေ့ရင်စန့်ကျင်မယ်ရံဖြစ်မယ်ဒါရီဟာ လူတွေမှာနေ့စဉ်ဖြစ်နေကြစန့်ကျင်မှုတွေပါပဲစိတ်ရဲ့ငြိမ်းအေးမှုဘဝရဲ့ငြိမ်းအေးမှုကိုလူလာတဲ့ပုံကိုဆိုရင်တော့မကြိုက်တဲ့အာယုံတွေ့တိုင်းစန့်ကျင်စိတ်မဖြစ်အောင် မကြိုက်တဲ့ပုံကိုတွေ့တိုင်းစန့်ကျင်စိတ်မဖြစ်အောင် ကိုယ်စိတ်ကို သတိပညာနဲ့ပြုပြင်ထားရပါမယ်မုံလို့စန့်ကျင်တာထက်ချစ်လို့စန့်ကျင်တာကပိုပြီးကြောက်စရာကောင်းပါတယ်မကြိုက်စိတ်ကြောင့်စန့်ကျင်တာထက်ကြိုက်စိတ်ကြောင့်စန့်ကျင်တာက ပိုပြီးအန္တရာယ်များပါတယ်။ကိုယ်သိချစ်တဲ့အာယုံ၊ကိုယ်သိကြိုက်တဲ့အာယုံအပေါ်ညှိကပ်တတ်မှတ်စိတ်အားကြီးလွန်းတဲ့အတွက်အဲ့ဒီအာယုံကိုရယူပိုင်ဆိုင်နိုင်ဖို့မမှန်ကန်တဲ့နီးလန်းနဲ့မလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်တွေလုပ်တာမလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်တွေလုပ်တာဟာချစ်လို့စန့်ကျင်တာပါပဲကြိုက်စိတ်ကြောင့်စန့်ကျင်တာပါပဲအာယုံဆိုတဲ့အထဲမှာပစ္စည်းဥစ္စာရာထူးအာနာပုံကိုယ်တ ద్వ ာ တက်ရှိတက်မဲ့အရာအလုံးပါဝင်ပါတယ်။ကိုလိုချင်မှတ်မောတဲ့အရာတွေရဖို့အတွက်တဦးနဲ့တဦးတအိမ်နဲ့တအိမ်တဖွဲ့နဲ့တဖွဲ့တနိုင်ငံနဲ့တနိုင်ငံစန့်ကျင်ဘက်လှုပ်ပြီးမညီမညွတ်တဲ့စကားများရံဖြစ်ကြ တိုက်ခိုက်တက်ဖြတ်ကြလူငက်လူရက်ယူငင်ကြဖြစ်နေတာဒီနေ့ကဘာမှာမျက်မြင်ထင်ရှားပါပဲလူချင်းမတ်မောမှုတွေကြောင့်စန့်ကျင်ဘက် ဖြစ်နေသည်မြလူတူးချင်းရဲ့ဘဝရော ကမ္ဘာလောကကြီးတစ်ခုလုံးမှာဘယ်တော့မှငြိမ်းအေးချမ်းသာမှုရမှာမဟုတ်ပါဘူး။ငြိမ်းချမ်းခြင်းရဲ့ရန်သူဟာစန့်ကျင်မှုပါပဲ။တဏှာကိုမပယ်တတ်နိုင်သေးလို့အာယုံအမျိုးမျိုးပေါ်တက်မှတ်မှုဖြစ်ခြင်းဖြစ်ပါ။ဒါပေမဲ့တက်မှတ်မှုကြောင့်စန့်ကျင်မှုတော့မဖြစ်ပါစေနဲ့။စန့်ကျင်မှုအစဉ်အထိတိုးပွားမသွားအောင် ကိုယ့်ရဲ့တက်မှတ်မှုကို သတိပညာနဲ့ထိမ့်သိမ်းပါ။စောင့်စည်းပါ။နှိတ်ကပ်ပါ။ မြတ်စွာဘုရားရှင်လက်ထက်တုန်းကမိမိပိုင်ပစ္စည်းဥစ္စာအလုံးညီဖြစ်သူကို အပြီးပိုင်လွှဲအပ်ပြီးသာသနာ့ဘောင်ဝင်ရောက်ခဲ့တဲ့ယဟန်တစ်ပါးရှိခဲ့ဘူးပါတယ်။ညီရဲ့ဇနီးခေမဖြစ်သူကအကိုကြီးသာသနာ့ဘောင်မပြောလို့လူပြန်ထွက်လာရင်ရပြီးသားအမွေတွေပြန်ခွဲပေးရမှာစိုးလို့လူသက်သမားတွေကိုပတ်စံပေးပြီးခဲဟုဖြစ်သူယဟန်တော်ကိုအသက်ခိုင်းပါတယ်။နတ်ပြည်ငရဲပြည်တွေကို ကိုတော်တိုင်ကွင်းစင်းလေးလာပြီး ကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးလက်တွေ့တာရကပြဟောကြားတော်မူတဲ့အရှင်မဟာမောက္ကလံကြောင့်ငါတို့မှာလက်လာပါဆုပ်ယုပ်ရတယ်ဆိုပြီးသာသနာပြင်ပတိဋ္ဌိတွေက လူသက်သမားငှားပြီးအရှင်မဟာမောက္ကလံမထေရကိုလောက်ကြံတပ်ဖြတ်ခဲ့ပါတယ်။ဒါရီဟာတတ်မှတ်မှုကြောင့်ဖြစ်တဲ့စန့်ကျင်မှုတွေပါပဲ။ပစ္စည်းဥစ္စာအပေါ်စွဲလန်းတတ်မှတ်မှုကြောင့်မလုံတဲ့မလုံထိုက်တဲ့စန့်ကျင်မှုတွေကိုမိုက်မဲစွာ လုံမိမှားခြင်းပါ။ အာယုံဝိထုတွေပေါ်ဆွဲလန်းတက်မှတ်တဲ့တဏှာလောဘကိုတတိပညာနဲ့မထိမ့်သိမ့်နိုင်သမျှတော့မတရားတဲ့နီလန်းနဲ့ရှာဖွေသိမ့်ပိုက်ခြင်းဆိုတဲ့စန့်ကျင်မှုတွေနေရာယူတိုးပွားနေအောင်မှာပါပဲမစန့်ကျင်ပါနဲ့စန့်ရင်ကျင်သွားပါလိမ့်မယ်လိုခြင်းတက်မှတ်မှုတဏှာလောဘကိုစန့်ကျင်မှုဒေါသအဆင့်ထိရောက်အောင်ဆွဲဆန့်လိုက်မယ်စန့်ထုတ်လိုက်မယ်ဆိုရင် ကိုယ်စိတ်မာရော ကိုယ်ဘဝကိုယ်တန်ရာမှာပါ ဒဏ်ရာတွေဘလဘွားနဲ့ဆင်းရဲဒုက္ခမျိုးစုံခံစားပြီးနာကျင်နေရပါလိမ့်မယ်။မစားရမနေနိုင်ရင်တော့အနာမရခွေရန်ယုံပဲရှိပါတယ်။ရင်းရသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက် နောက်ရည်သွေးတစ်ခုကတော့စားပွဲတောက်ပွဲရတာတွေပေါ်လွန်လွန်ကဲကဲဆွဲလန်းမတ်မောမှုမရှိခြင်းသို့မဟုတ်ယက်တတနာအာမကြီးခြင်း ဆိုတဲ့အရေးသွေးပါပဲစားပွဲတောက်ပွဲတွေနဲ့ပတ်သက်ပြီး ဒါမစားရမနေနိုင်ဒါမတောက်ရမနေနိုင် ဖြစ်နေတဲ့သူကိုယတတနာအားကြီးတယ်လို့ခေါ်ပါတယ်ယတာပေါ်ဆွဲလန်းမှုလွန်ကဲတယ်ပေါ့ကိုခန္ဓာနဲ့တဲလို့ကိုကျမ်းမာရေးနဲ့တင့်တော်လို့စေဝါဓာတ်စာအဖြစ်ဆွဲဆွဲမြဲမြဲစားတတ်တာကိုတော့ယတတနာအားကြီးတယ်လို့မဆိုနိုင်ပါဘူးဒါပေမဲ့အာနိသင်ကိုတတ်မိုးထားတာထက်ယတာကိုဆွဲမှတ်တာကပိုပြီးအလေးကဲသွားရင်တော့မကောင်းပါဘူး ကိုနဲ့တဲတဲ့ဓာတ်စာအပေါ်မှာလဲရရင်စားမယ်မရရင်မစားဘူးလို့သဘောထားနိုင်ရပါမယ်မရရင်လဲမရတယ်လို့နေနိုင်ရပါမယ်အเจ้าမညင်ညွတ်လို့မရတဲ့အခါမရရကောင်းလားလို့လဲစိတ်မဖောက်ပြန်သင့်တယ်လို့ရရင်ကောင်းမှာပဲလို့လဲတောင့်တမနေသင့်ပါဘူးယသတနာလွန်ကဲသူတွေကတော့ကိုရှိမှရှိနေတဲ့အရသာနဲ့ကျေနပ်မှုမရယူတတ်ပါဘူးအကောင်းရတော့အဆိုးမျောအဆိုးရတော့အကောင်းမျောနဲ့မတီးမငြိမ်ဖြစ်နေတတ်ပါတယ် အချိုရတော့မချိုတဲ့အရာသာ တောင်းတအချင်းအဆက်အဖန်အခါအငန်ကိုရတော့မချင်းမဆက်မဖန်မခါမငန်တဲ့အရာသာ တောင်းတအပူကိုရတော့အေးတောင်းတအေးကိုရတော့အပူတောင်းတတောင်းတမှုတွေက မဆုံးနိုင်တော့အောင်ပါပဲကောင်းကြိုက်မှယတ္တတနာလို့လည်းမယူဆနိုင်အောင်နော်မကောင်းကြိုက်ရင်လည်းယတ္တတနာပါပဲကောင်းကြိုက်တဲ့သူက အကောင်းကိုရတာခံစားပြီးတာယာဆွဲလန်းနေရင် ယတတနာဖြစ်သလိုမကောင်းကြိုက်တဲ့သူကမကောင်းကိုအရသာခံစားပြီးตาရဆွဲလန်းနေရင်လဲယတတနာဖြစ်ပါတယ်အစားစာကောင်းတာမကောင်းတာထက်အဲ့ဒီအစားစာကိုအရသာခံပြီးตาရတာမตาရတာကအဓိကပါ မကောင်းတာတွေရွေးစားနေုံနဲ့ယတတနာမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့မကောင်းတာကိုမှကြိုက်လို့မကောင်းတာရွေးစားတာယတတနာပဲပေါ့ယတတနာဆိုတာ အစားအစာကောင်းမကောင်းပေါ်မှာမူမတီးပါဘူးတဏှာဖြစ်မဖြစ် အပေါ်မှာပဲမူတီးတာပါဝေရချမ်းရချက်ပြုတ်ရမှာပြင်းလို့လို့ရှိရလေးနဲ့ဖြစ်တယ်လို့စားလိုက်တာကိုလည်းရက်တာတဏှာပယ်တယ်လို့မထင်လိုက်ပါနဲ့ကိုစားတဲ့ဖြစ်တယ်လို့လေးကိုရတာတွေ့ကျေနဲ့နေရင်လဲရက်တာတဏှာပါပဲအပြင်းကြီးလို့အပြင်းသီးစားရတာဟာဂုံယူစရာမဟုတ်ပါဘူးတမိုးကြီးရဲ့အစားအစာကိုပဲစားရစားရ တမိုးနေတဲ့စားစာကိုပဲစားရစားရခန္ဓာကိုယ်ယောဂတုံးကြီးကိုယောဂတတ်တာအောင်စီးကျွေးတဲ့သဘောစားပါတယ်လို့နှလုံးသွင်းစင်ကြင်နိုင်ခဲ့မယ်ဆိုရင် စားတောက်ချိန်မှာဖြစ်နေတဲ့ကိုယ်အမူအရာလှုပ်ရှားမှုနဲ့စိတ်ဖြစ်ပေါ်မှုကိုတတိကရှုမှတ်နိုင်ခဲ့မယ်ဆိုရင်ယတတနာခေါင်းပါတထက်ခေါင်းပါသွားမှာပါစင်ကြင်မှု ရှုမှတ်မှုနဲ့သာယတတနာကိုပယ်တက်ရမှာပါယတတနာကင်းအောင်ဆိုပြီး အစားအသောက်အကောင်းစားတွေအကုန်စွန့်ပယ်အစားအသောက်ညံ့စားတွေတမင်ရွေးချယ်ဒီလိုလုပ်ရမှာမဟုတ်ပါဘူးပစ္စည်းရေသွေးရွေးနေုံနဲ့ရတတနာမကင်းနိုင်ပါဘူးရေသွေးကောင်းမကောင်းကတော့ကိုယ့်ရဲ့ဘဝပေးအခြေအနေပေါ်မှာပဲမူတည်ပါတယ်အပြင်းကြီးလို့ဖြစ်တယ်လို့စားတဲ့အစွန်းတစ်ဖက်ရဲ့အစွဲကြီးလို့စိတ်ရှိတယ်လို့စားတဲ့အစွန်းတစ်ဖက်ရဲ့ဒီအစွန်းနှစ်ဖက်ကိုရှောင်ကျင်ပြီးရသမျှတင်းသမျှအစားအသောက်တွေကိုစင်ကျင်မှု ချွတ်မှတ်မှုနဲ့ယက်တတနာကင်းအောင် စားတောက်သွားမယ်ဆိုရင်ခန္ဓာကိုယ်ကျန်းမာတန်ဆွမ်းမှုကိုလည်းအထောက်အကူပြုနိုင်သလို စိတ်ဓာတ်ဖြူစင်တန့်ရှင်းမှုနဲ့ဘဝငြိမ်းအေးမှုကိုလည်းအများကြီးကျေးဇူးပြုနိုင်ပါတယ်အသားဟင်းမပိုင်ရင်ထမင်းစားလို့မရနိုင်လောက်အောင်အသားဟင်းပေါ်ဆွဲလန်းကြီးခဲ့တဲ့အတွက်ကြောင့်ကိုရှင်သွေးသားငယ်လေးကို ကိုယ်တိုင်တက်ပြီးအသားဟင်းချက်ခိုင်းခဲ့တဲ့ရှင်ပြင်းကြီးတပါအကြောင်းကို အားလုံးသိကြပြီးသားပါ။ ်တင့်တက်လျောက်ပတ်တဲ့အာဟာရအပြည့်အစားအစာတွေအလုံးလောက်ရှိနေပါရဲ့နဲ့ဟိုဟင်းပါမစားမယ်ဒီဟင်းပါမစားမယ်လို့ဟင်းဆွဲကြီးနေမယ်ဆိုရင်တော့ဘလောက်ကောင်းတာပဲစားရစားရဘရောမှစိတ်ချမ်းသာမှုရမှာမဟုတ်တော့ပါဘူးအပင်မန်းခံပြီးအောင်တော့အစင်းရခံပြီးအောင်တော့ပေါ့မစားရမနေနိုင်ရင်တော့အနာမရခွေရန်ယုံပဲရှိပါတယ်ကိုယ်တိုင်ဖန်တီးခွင့်မရှိသူက သူများဖန်တီးပေးသည်မရသည်မနဲ့တင်းတိမ်ရောက်ရဲမယ်ဆိုရင် ကိုယ်တိုင်ဖန်တီးခွင့်ရှိတဲ့သူကလည်းအမှန်တကယ်လိုအပ်တာထက်အလွန်အကဲပိုပြီးမဖန်တီးပဲတင်းတိမ်ရောက်ရဲမယ်ဆိုရင်ယတတနာရဲ့လွှမ်းမိုးနှိမ့်ဆက်မှုကို မခံရတော့တဲ့အတွက်ငြင်းအေးသောဘဝပိုင်ရှင်ဖြစ်ပါပြီ။အမြဲအမှတ်ရတော့အစွဲပြတ်ကြတာပေါ့။ငြင်းအေးသောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်နောက်အရေးသွေးတစ်ခုကတော့ ဘယ်ချိန်ဘယ်နေရာမှာမဆိုအမှတ်တတိအမြဲရှိနေခြင်းဆိုတဲ့အရေးသွေးပါပဲရှေ့ပိုင်းမှာပြောခဲ့တဲ့အရေးသွေးတွေရော နောက်ပိုင်းမှာဆက်ပြောမယ့်အရေးသွေးတွေရောအရေးသွေးအလုံးရဲ့အဓိကပင်မအညာကတော့အမှတ်တတိအမြဲရှိခြင်းဆိုတဲ့အရေးသွေးပါပဲအရာရာတိုင်းမှာအမှတ်တတိအမြဲရှိနေမှသာ အဖြတ်သဘောတွေကင်းစင်ပြီးအပြုတ်သဘောတွေပြည့်စုံနိုင်ပါတယ်။ယောက်ျားပြူတယောက်ဟာ သူဆွဲဆွဲလန်းလန်းချစ်ကြိုက်နေတဲ့မိမပြူတယောက်ကို စားလဲဒီစိတ်အိတ်လဲဒီစိတ်အလုတ်လုတ်လဲဒီစိတ်အချိန်တိုင်းတရိယာနေသလို စိတ်အေးချမ်းမှုနဲ့ဘဝငြိမ်အေးမှုကိုနှစ်နှစ်ကာကာတတ်မိုးထားတဲ့သူတော်ကောင်းပုဂ္ဂိုလ်ဟာလဲစားလဲအမှတ်တတိသွားလဲအမှတ်တတိအိတ်လဲအမှတ်တတိအလုတ်လုတ်လဲအမှတ်တတိအချိန်တိုင်းအမှတ်တတိရှိနေရပါမယ်အချိန်တိုင်းအမှတ်တတိရှိဖို့အတွက် မယွေးလေးပါလက်ကင်ထားပြီးသတိပဋ္ဌာန်တရားကိုပွားများအားထုတ်ရပါမယ်။မယွေးလေးပါဆိုတာကတော့အလုံးမယွေး၊ညာမယွေး၊ဣရိယာပုတ်မယွေး၊အချိန်မယွေးပါ။သတိပဋ္ဌာန်ဝိပဿနာတရားဆိုတာဖျားရှိမျက်စိမိတ်ထိုင်နိုင်မှရှုမှတ်လို့ရတဲ့အရာမဟုတ်ပါဘူး။အလုံးမယွေး၊ညာမယွေး၊ဣရိယာပုတ်မယွေး၊အချိန်မယွေး ရှုမှတ်လို့ရပါတယ်။ဘာအလုပ်ပဲလုပ်လို့အမှတ်တရထည့်ပြီးလုပ်ရင် ဝိပဿနာရှုပြီးသားဖြစ်ပါတယ်။ချက်ပြုတ်တဲ့စားတောက်တဲ့အလုပ်၊ဖို့လျှော်တဲ့ဝစ်စင်တဲ့အလုပ်၊ပြောဆိုတဲ့နားထောင်တဲ့အလုပ်၊ဈေးရောက်တဲ့ကားမောင်းတဲ့အလုပ်၊ကင်တွယ်တဲ့ထုနှက်တဲ့အလုပ်၊ဘာအလုပ်ပဲလုပ်လို့လုပ်နေတဲ့အလုပ်ကိုလုပ်နေတဲ့အတိုင်းလေးခေါ်ဝေါ်နေကြစကားနဲ့အမှတ်တရထည့်ပြီးတည်နေရင်ဝိပဿနာကုသိုလ်အလုပ်တိုင်းမှာဖြစ်နေပါပြီ။ချက်ရင်ချက်တယ်၊စားရင်စားတယ်ပေါ့။ဘယ်နေရာပဲရောက်ရောက် အမှတ်တရနဲ့နေရင်ဝိပဿနာရှုပြီးသားဖြစ်ပါတယ်။ဘတ်ကားပေါ်မှာလမ်းဘေးပလက်ဖောင်းပေါ်မှာဈေးထဲမှာ ရုံးငန်းထဲမှာမိဖို့ကြောင့်ထဲမှာရေချိုးကန်ထဲမှာနောက်ဆုံးရေအိမ်အိမ်သာထဲမှာဘယ်နေရာမှာပဲဖြစ်ဖြစ်အမှတ်တရလေးနဲ့တိတိပြီးနေမယ်ဆိုရင် နေရာတိုင်းနေရာတိုင်းမှာဝိပဿနာကုသိုလ်ဖြစ်နေပါပြီ။ရေချိုးရင်ချိုးတယ်အလေးပေါ်စွန့်ရင်စွန့်တယ်ပေါ့ ဘယ်ဣရိယာပုံမျိုးမှမဆို အမှတ်တရရှိနေမယ်ဆိုရင်ဝိပန္ဒနာရှုပြီးသားဖြစ်ပါတယ်။သွားတာရက်တာ ထိုင်တာလျောင်းတာဘယ်ဣရိယာပုံကိုပဲဖြစ်ဖြစ်အမှတ်တရနဲ့ပြုမှုမယ်ဆိုရင်ဣရိယာပုံတိုင်းမှာဝိပန္ဒနာကုသိုလ်ဖြစ်နေပါပြီ။သွားရင်သွားတယ်ရက်ရင်ရက်တယ်ထိုင်ရင်ထိုင်တယ်လျောင်းရင်လျောင်းတယ်ပေါ့ဘယ်အချိန်မှာပဲဖြစ်ဖြစ်ကြုံသမျှအာယုံကို အမှတ်တရနဲ့ရင်ဆိုင်မယ်ဆိုရင် ဝိပဿနာရှုပြီးသားဖြစ်ပါတယ်။ဉာဏ်ကျင်း၊ကြားကျင်း၊နံကျင်း၊စားကျင်း၊ထိကျင်း၊သိကျင်းအချိန်တိုင်းမှာမြင်သမျှအာယုံ၊ကြားသမျှအာယုံ၊နံသမျှအာယုံ၊စားသမျှအာယုံ၊ထိသမျှအာယုံ၊သိသမျှအာယုံ အာယုံတိုင်းကို အမှတ်တရထည့်သွင်းပြီးခန်းစားမယ်ဆိုရင်ချိန်တိုင်းအာယုန်တိုင်းမှာဝိပဿနာကုသိုလ်ဖြစ်နေပါပြီ။မြင်ရင်မြင်နေကြားရင်ကြားတယ်ပေါ့ အချိန်တိုင်းအမှတ်တရရှိနေပြီဆိုရင် ကိုကိုကိုလည်းငါလို့မစွဲတော့ဘူးတွိကြုံသမျှအာယုံတွေကိုလည်းငါဥစ္စာလို့မစွဲတော့ဘူးကိလေသာအားလုံးရဲ့အရင်အမြစ်ဖြစ်တဲ့ငါအစွဲနဲ့ငါဥစ္စာအစွဲမရှိတော့ဘူးဆိုရင် အဖြစ်သဘောဆောင်တဲ့အတွေးအကြံအပြောအဆိုအပြုအမူတွေလည်းကင်းရှင်းသွားတယ်အပြုသဘောဆောင်တဲ့အတွေးအကြံအပြောအဆိုအပြုအမူတွေလည်းပြေဆုံးလာတယ်အမြဲတတိ အမှတ်တတိအမြဲရှိနေတဲ့အတွက်ငါအစွဲနဲ့ငါဥစ္စာအစွဲကင်းရှင်းနေသူရဲ့တဏ္ဏမှာမငိမ့်အေးချောင်းတရားတွေလုံးဝပပျောက်ပြီးငိမ့်အေးချောင်းတရားတွေအကျွင်းမဲ့ပြည့်စုံနေတာမို့ငိမ့်အေးသောဘဝပိုင်ရှင်ဖြစ်ချင်သူတွေရဲ့အဓိကဗဒာနအကြဆုံးတာဝန်ကတော့အချိန်တိုင်းနေရာတိုင်းမှာအမှတ်တတိအမြဲရှိနေဖို့ပါပဲကိုလုံနေတဲ့အလုပ်ကိုအမားအယွင်းမရှိအောင် ဂယုစိုက်တဲ့သတိမျိုးကို ခလုံးမထိစူးမညိသတိလို့ခေါ်ပါတယ်။ဘာအလုပ်ပဲလုပ်လို့လုံနေစဲမှာဖြစ်နေတဲ့ကိုယ်အမူအရာသဘော စိတ်အမူအရာသဘောကိုဂယုစိုက်သိနေတဲ့သတိမျိုးကို အဟုတ်သည့်အထူးသည့်သတိလို့ခေါ်ပါတယ်။သတိနှမျိုးလုံးရှိမှ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးနိုင်ပါတယ်။အမြဲရှိတာကို အမြဲသိနေရင်ငြိမ်းအေးပါတယ်။ အချိန်တိုင်းနေရာတိုင်းမှာအမှတ်တရအမြဲရှိနေရမယ်လို့ဆိုလိုက်တော့အလေးအကျင့်မရှိသေးသူတွေအနေနဲ့အာယုံတစ်ခုပြီးတစ်ခုပြောင်းလဲပြီးသတိထားနေရတာအခက်ခဲရှိကောင်းရှိနိုင်ပါတယ်။အလေးအကျင့်ရှိပြီးသားသူတွေထဲကတောင်မှအာယုံအမျိုးမျိုးပြောင်းလဲပြီးနှလုံးသွင်းရတာကိုရှုပ်ထွေးတယ်လို့ယူဆတဲ့သူတွေပေါ်လာသမျှအာယုံတိုင်းကိုမိမိရရမဖမ်းနိုင်သေးတဲ့သူတွေအနေနဲ့အာယုံတိုင်းမှာ သတိအမြဲရှိနေဖို့မလွယ်မကူ ဖြစ်နေတတ်ပါသေးတယ်။အလေးကျင့်အားနည်းသေးသူတွေအာယုံနည်းနည်းကိုပဲရှုမှတ်ခြင်းတဲ့သူတွေအတွက်ဘယ်ချိန်ဘယ်နေရာမှာမဆို အမြဲတမ်းရှိနေတဲ့သဘောတရားတစ်ခုကို အမြဲတမ်းသိနေအောင်ကြိုးစားကြဖို့တိုက်တွန်းခြင်းပါတယ်။အခြားမဟုတ်ပါဘူး။ဝင်လေထွက်လေပါပဲ။အသက်ရှင်နေတဲ့လူသားတိုင်းမှာဝင်လေထွက်လေဟာအချိန်တိုင်းထင်ရှားရှိနေပါတယ်။နိုးနေချိန်တစ်လျှောက်လုံးမှာရောအိပ်နေချိန်တစ်လျှောက်လုံးမှာပါ အချိန်တိုင်းထင်ရှားရှိနေတဲ့အတွက်ဝင်လေထွက်လေမှာ အမြဲတတိကတ်ထားဖို့ဆိုတာအလွန်လွယ်ကူပါတယ်။စလုံးလုံးချင်းတော့အမြဲတတိကတ်နိုင်ဖို့မလွယ်ဘူးပေါ့။ဇွဲမလျှော့ပဲအလေးအကျင့်လုပ်သွားမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ဝင်လေထွက်လေမှာတတိကတ်နိုင်တဲ့အချိန်ပိုပိုများလာမှာပါ။သွားရင်လာရင်လှုပ်ရင်ကန်ရင်ရှုမှတ်တဲ့အခါမျက်စိမိတ် တရားထိုင်မှတ်တယ်လို့တော့တဆက်သေးမဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့ ဖြစ်နိုင်သလောက်ဖြစ်အောင်အတက်နိုင်ဆုံးစူးစမ်းပြီးရှုမှတ်ရမှာပါပဲ10မိနစ်မှာ10စက္ကန့်လောက်သတိကပ်နိုင်မယ်ဆိုရင်ပဲမဆိုးပါဘူး9မိနစ်မှာ၄5စက္ကန့်လောက်15မိနစ်နိုင်ဝက်မှာ10မိနစ်လောက်မကြာခဏဝင်လေထွက်လေမှာသတိကပ်နိုင်မယ်ဆိုရင် စိတ်ရဲ့အေးချမ်းမှုတွေဟာမိနစ်တိုင်းနာရီတိုင်းဆက်နေမှာပါပဲစိတ်အေးချမ်းမှုရှိတာနဲ့အမျှဘဝဟာလည်းပိုပိုပြီးငြိမ်းအေးလာမှာပါ တဏှာဤပြည့်တိုင်းဝင်စားခွင့်ပေးတဏှာဤပြည့်ဖို့9မိနစ်လိုတိုင်း9မိနစ်လောက်ဝင်လေထွက်လေတရားရှုမှတ်မယ်လို့ဆုံးဖြတ်စောက်တီထားရင်သိတ်ကောင်းပါတယ်9မိနစ်ရှုမှတ်ဖို့အဆင်မပြေတော့လဲ10မိနစ်2မိနစ်စသည်အဆင်ပြေသလိုရှုမှတ်ပေါ့ဒူးလောက်တင်မှရင်လောက်ကျဆိုတာလို့9မိနစ်လောက်ကြီးစူးထားမှ10မိနစ်2မိနစ်လောက်လှုပ်ဖြစ်မှာပါ9မိနစ်ကြီးစူးထားပြီး တမနစ်နှစ်မိနစ်လောက်ပဲအလုံးလုံးဖြစ်သွားလို့ဘာမှစိတ်ညစ်စရာမလိုပါဘူး။ဘာအပြစ်မှလည်းမဖြစ်ပါဘူး။အလုံးလုံးဖြစ်သွားအောင်ကို့ဘာသာကိုစိတ်ထဲကစောက်တီထားတာပဲ။ငြင်းမကြည့်ပါဘူး။သူများကိုဂတိပေးထားတဲ့ကိစ္စဂတိဖြတ်တာမှ မဟုတ်ပဲ။ဝင်လေထွက်လေမှာမကြာခဏသတိကပ်ထားရင်လေသစ်လေဟောင်းအဝင်အထွက်မျှပြီးအောက်ဆီဂျင်ဓာတ်အပြည့်အဝရတဲ့အတွက်သွေးသားလဲကြည်လင်စိတ်လဲကြည်လင်ပါတယ်။ ိုရောစိတ်ပါပော့ပါလန်းဆန်းပြီးကျမ်းမာရေးအထူးကောင်းပုံပါတယ်ဝင်လီထွက်လီ ထိခိုက်တိုးဝင်သွားတဲ့နာသီးဖျားနေရ တနေရာထဲမှာပဲစိတ်ကိုထားရတဲ့အတွက်စိတ်တည်ငြိမ်စူးစိုက်မှုတမာရီအားအထူးကောင်းပုံပါတယ်တမာရီတကိုးကြောင့်ဣလေတာအပူရိကင်းစင်ပြီးစိတ်နှလုံးငြိမ်အေးချမ်းမြေ့ရပါတယ်စိတ်အေးနေတဲ့အတွက်ကြောင့်ရှူသွင်းရှူထုတ်လိုက်တဲ့လေကလည်း အေးပြီးအရသာရှိလာပါတယ်။ဝင်လေထွက်လေထိတဲ့နေရာမှာထိမှုသဘောတသက်ကိုမြင်အောင်ကြည့်နိုင်မယ်ဆိုရင်မာပျော့ကြမ်းချောလေးပော့ဆိုတဲ့ပထဝီဓာတ်သဘောဖွဲ့စည်းယိုစည်းဆိုတဲ့အာဘောဓာတ်သဘောပူအေးနွေးဆိုတဲ့တေဇောဓာတ်သဘောလှုပ်ရှားတွန်းကန်ဆိုတဲ့ဝါရောဓာတ်သဘောပေါ်ပြီးပြောင်းနေတဲ့ဖြစ်ပျက်သဘောမမြဲတဲ့ အနေစသဘောမကောင်းတဲ့ဒုက္ခသဘောမပိုင်တဲ့အနတ္တသဘောတွေကိုမျက်စိနဲ့မြင်ရသလိုမြင်တွေ့လာနိုင်ပါတယ်။ဝင်လေထွက်လေရှုမှတ်နေရကချမ်းသာမှုဒုက္ခဝေဒနာထင်ရှားလာရင်ဝေဒနာကိုရှုတည်ငြိမ်အေးချမ်းလွမြောက်တဲ့စိတ်ထင်ရှားလာရင် စိတ်ကိုရှုမမြဲမကောင်းမပိုင်တဲ့သဘောတွေထင်ရှားလာရင်အဲ့ဒီသဘောကိုရှုဝင်လေထွက်လေတခုတည်း ရှုပွားရာကနေသတိပဋ္ဌာန်၄ပါးလုံးတဖြည်းဖြည်းပြောင်းလဲစုံလင်လာပြီးနောက်ဆုံးမှာမဉ္ဉံဖူဉ္ဉံနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပါလိမ့်မယ်။ဝင်လေထွက်လေမှာအမြဲမပြတ်သတိကပ်ထားနိုင်ခြင်းဟာကျမ်းမာရေးဘက်ကိုရောတမထဘက်ကိုရောဝိပဿနာဘက်ကိုရောသုံးဖက်လုံးကျေးဇူးများလှပါတယ်။ဒါကြောင့်ဝင်လေထွက်လေကမ္မထံဝင်စာကွင်ပိအာနာပါနကမ္မထံကို ၃ဖက်လကမ္မထံလို့ခေါ်လို့ရပါတယ်။ဝင်လေထွက်လေမှာအခုတတိကတ်အခုငိမ့်အေးအခုချမ်းသာပါတယ်။ကျမ်းမာရေးကျေးဇူးပြုလို့လေငိမ့်အေးစိတ်တည်ငြိမ်မှုတမာတိရလို့လေငိမ့်အေးရုပ်နံခန္ဓာရဲ့အမှန်တရားကိုသိမြင်ရလို့လဲငြိမ်းအေးဘယ်ရှုထောင့်ကပဲကြည်ကြည်ငြိမ်းအေးတဲ့ဝင်လေထွက်လေသတိကပ်ခြင်းသတိထားပြီးအသက်ရှူခြင်းကိုတီးတန့်တရားထိုင်ရင်းနဲ့ပဲဖြစ်ဖြစ် ၊သွားရင်လာရင်၊လှုပ်ရင်ကင်ရင်နဲ့ပဲဖြစ်ဖြစ်အမြဲမပြတ်စူးစမ်းအားထုတ်သွားမယ်ဆိုရင်ကိုရောစိတ်ပါငြိမ်းအေးခြင်းတိုင်းငြိမ်းအေးနေတဲ့အတွက်ငြိမ်းအေးသောဘဝပိုင်ရှင်အမြဲဖြစ်ခွင့်ရနေတော့မှာပါပဲအမြဲရှိတဲ့ဝင်လေထွက်လေကိုအမြဲသိအောင်စူးစမ်းမယ်ဆိုရင်အမြဲငြိမ်းအေးနေမှာပါ ဟုတ်ကဲ့ပါရှင် စောင်းလေးတို့ဒီမှာပဲခေတ္တခဏရပ်နာလိုက်ပါရစေနော် နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာပြီးခင်ကြပါစေ။